Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။မိပြ Ruben Amorin ကတော့သူ့ရဲ့ press conference day မှာဆိုရင်ကျွန်တော်ပြည်သက်ဒီအားရစရာကောင်းမယ်ပေါ့နော်။အဲအကြောင်းအရာတခုကျွန်တော်ပြောသွားတယ်။ဒါကနည်းနည်းတော့လှမ်းပါသေးတယ်။သူတို့သူပြောသွားတာကဘာလဲဆိုတော့ အားလုံးလည်းဒီတိုင်းပဲအာမက်ဒီယာလိုတို့ဘရိုင်ယန်အမ်ဘူမိုတို့မာစတာဝီတို့ကကျွန်တော်တို့ဒီဒီဇင်ဘာနဲ့ဇန်နဝါရီကာလတွေမှာအာဖဂန်ကာလသွားကစားဖို့ကျွန်တော်ရှိတယ်အာဖရိကကပ်ပိုနေရှင်တွေသွားကစားဖို့ရှိတယ်အဲ့တော့ကိုရီပြိုင်ပက်တိုင်ပက်နိုင်လားပေါ့အဲ့ချီနီတို့နေမှာအမ်ဘူရင်းကမပြောလားလေးဆိုတော့ United အနေနဲ့ပေါ့နော်အာဖဂန်ကိုအာဖဂန်ကာလရောက်လာလို့အဓိကကစားမတချို့ကိုလက်လွှတ်မဲ့ချီနီမျိုးမှာခက်ခဲတဲ့ကာလတွေဂျုံကောင်းဂျုံဝနိုင်တယ်ပေါ့ဒါပေမဲ့လေလို့ပေါ့နော်ရန်ကုန်မှာရှိတဲ့ကစားမတွေအတွက် လုံးဝကိုဒါအခွင့်အရေးကောင်းဖြစ်တယ်ပေါ့ပြီးရင် तू ပြောရတာရှိတယ်ဘာလို့လဲဘာလို့အဲ့လိုမျိုးအရန်ကုန်မှာရှိတဲ့ကစားမားတွေအတွက်အခွင့်အရေးကောင်းလို့ပြောရလဲဆိုရင်လက်ရှိ training section တွေထဲမှာကစားခွင့်ရတဲ့နဲ့ကစားသမားတွေ तू မြင်နေရလို့ပဲဆိုပြီးတော့ကျွန်တော်ပြောထားတယ်ပြောချင်တာကတော့အမ်ဘူမိုတို့အာမတ်တို့ကိုတော့ကြော်ပြီးတော့နေရတော့မရဘူးဒါပေမဲ့လို့အရန်ကုန်မှာလေ့ကျင့်ရင်ကွင်းဒီမှာဒီကစားမားတွေကပွဲထွက်ခွင့်နဲ့လဲထိုက်တန်နေဆိုတဲ့ကစားမားတွေ तू မြင်နေရတယ်ပေါ့ ပြောချင်တာကတော့အန်ဘူမူတို့နေရာလေးကိုလူယူနိုင်စွမ်းရှိတဲ့အရေးချင်းရှိတဲ့ကစားမတွေရှိနေတယ်။အာမတ်တို့နေရာကိုကျော်ပြီးတော့ကစားဖို့အတွက်ပေါ့နော်။လုံလောက်တဲ့အရေးချင်းတွေပြထားတဲ့ကစားမတွေရှိနေတယ်။အကယ်လို့အန်ဘူမူတို့အာမတ်တို့ကိုနိုင်ငံလက်ရွေးစင်အသင်းတွေအတွက်အာဖွန်အတွက်လက်လွတ်ရတဲ့အခြေအနေမျိုးမှာအဲ့ဒီကစားမတွေဝင်ကစားရင်ဆွမ်းဆောင်ရည်ကောင်းတွေရနိုင်တယ်ဆိုတဲ့သဘောပဲ။ပြောချင်တာကတော့စိတ်မပူနဲ့ပေါ့နော်။နင်းနေတော့တိုင်ပက်ကောင်းတက်မယ်။အာမတ်ဟုတ်ချင်မှဟုတ်မယ်။အန်ဘူမူဟုတ်ချင်မှဟုတ်မယ်။ဒါပေမဲ့အသင်းကို တိုင်းအတာတစ်ခုတည်းထိမ့်ပေးလို့ရအောင်ဆွမ်းဆောင်ရေးပြထားတဲ့ကစားမတွေရှိတယ်ဆိုတဲ့သဘောပဲဒါအများကြီးကောင်းတဲ့တဲ့င်းမှာသူဘသူကိုပဲရည်ရွယ်ပြီးတော့ပြောတယ်လဲတော့မသိဘူးပေါ့နော်ဒါပေမဲ့လည်းတော့ number 10 rule ဆိုတဲ့နေရာတွေမှာကျွန်တော်ကောင်းကောင်းတွေးကြည့်လို့ရပါတယ်ဆိုတော့ဒါအများကြီးကောင်းတဲ့တဲ့င်းမှာဘာလို့လဲဆိုတော့ကျွန်တော်တို့အတွက်အဓိကစိတ်ပူစရာတည်အဓိကကစားမတွေကိုလက်လွတ်ထားရတဲ့ကာလတွေပဲအာဖဂန်ကလည်းတလားလောက်ထိသူတို့လက်လွတ်ရမှာတလားလောက်ထိဆိုတော့အန်ဘူမိုးတို့အတင်းရဲ့ဘက်ကကောင်းရင်ကောင်းတယ်လို့နောက်တစ်ဆင့်ကိုတက်ရင်တက်ရတယ်လို့ကျွန်တော်တို့ကလက်လွတ်ရမှာ ဆိုတော့ခုနှစ်ပွဲလောက်ထိကျွန်တော်တို့အချုပ်အချုံကြီးရင်အနည်းဆုံးလက်လွတ်ရမယ့်အခြေအနေမျိုးမှာတော်တော်ကိုမလွယ်တာပါဒါကြောင့်လည်းပဲဒီကာလတွေအဲ့ဒီလိုမျိုးဟိုပြိုင်ပွဲတွေနိုင်ငံပြိုင်ပွဲတွေမရောက်ခင်မှာပေါ့နော် United အနေနဲ့နိုင်ပွဲတွေအမှန်ကန်ရယူထားနိုင်ဖို့လိုတယ်အမှတ်တွေကိုတက်နိုင်တယ်များကျွန်တော်တို့ကစုဆောင်းထားနိုင်ဖို့လိုတယ်ဆိုတာဒါကိုကျွန်တော်တို့ပြောတာပေါ့နော်ဆိုတော့အဲ့လိုကစားမားတွေအန်ပူမိုတို့အာမက်တို့ကိုလက်လို့ရရင်အသင်းအတွက်တော်တော်တိုင်ပတ်ပါတယ်။ဒါညီကတို့ပဲတွေးကြည့်ဗျာ။ဟိုတကယ်တကယ်အရန်ကောင်းနေပါတယ်ဆိုတဲ့ကစားမားတွေကိုကျွန်တော်တို့ကလက်လွှတ်ရမှာ ဘလောက်တောင်နှမျောစရာကျွန်တော်ကောင်းတယ်တိုးတိုးလေးပဲခုနကအမိုရင်ပြောသလိုပဲအရန်ကိုမှကစားခွင့်ရတဲ့ကစားမတွေရှိနေတယ်ပေါ့နော်ကစားခွင့်ရတဲ့ပြီးတော့ကစားခွင့်မရနေတဲ့ကစားမတွေရှိနေတယ်ဘာလို့လဲဆိုတော့အမ်ဘူမူတို့အာမတ်တို့ကိုရှိနေလို့ဒီကစားမတွေကိုကြော်ပြီးတော့နေရာတုံးလို့မရလို့ပဲပေါ့ဆိုတော့အမ်ဘူမူမပါဘူးဆိုလို့ရှိရင်ဗျာဘယ်သူရှိမလဲကျွန်တော်တွေနံပါတ်1တို့မှကစားလို့ရတာနံပါတ်1မေဆန်မောင်းရှိမယ်နံပါတ်2ဂျိုရှူဝါဇစ်ဂစီရှိမယ်ဆိုတော့ စန်တာရှိရင်ကိုဘီမင်းနူးကိုအလဲမှာထားပြီးတော့ဘရူနိုကိုနံပါတ်10ရူပို့လို့ရတယ်ဗျာသိလားဆိုတော့နံပါတ်10ရူကပြက်တနာအလောက်တိမရှိဘူးဒီနေရာမှာအန်ဘူမိုလောက်တိတော့ကောင်းကျင်မှာကောင်းမှာပေါ့ဗျာအန်ဘူမိုကအရင်ကောင်းနေတဲ့ကစားမတယောက်လက်ရှိအသင်းမှာလည်းပြီးခဲ့တဲ့ဒီတလာတော်တွေမှာ3ကိုသွင်းထားတယ်တကူဖန်တီးထားတယ်ကြည့်ရင်တအားကောင်းနေတဲ့ကစားမအန်ဘူမိုရဲ့နေရာကိုကြော်ပြီးတော့မရတာကတော့ပြက်တနာမရှိဘူးဒါပေမဲ့အန်ဘူမိုမရှိတဲ့အခါကျွန်တော်မှရွေးချယ်စရာတွေရှိတယ်ခုနကပြောသလိုမေဆန်မောင်းတို့အတွက်ပေါ့နော် ပွဲထွက်ခွင့်ကြီးကျွန်တော်ရလာတော့မှာအခုဆိုလို့ရှိရင်မေဆန်မောင်းကူညာနဲ့ဘရိုင်ယန်အမ်ဘူမူဆိုတာမျိုးကဟိုတယောက်တည်းလေးကစားနေရတာအမ်ဘူကတော့ပွဲတိုင်းကစားရတယ်ပေါ့နော်ဒါမျိုးလို့ကူညာနဲ့မေဆန်မောင်းကတယောက်တည်းလေးကစားနေရတယ်အကယ်လို့မြန်ကျွန်တော်တို့ဒါရှက်ကူကူမတုံးဘူးဆိုလို့ရှိရင်ဗျာတည်တယ်မလားအမ်ဘူမူမေဆန်မောင်းကူညာဆိုပြီးတော့၃ယောက်ကတပြိုင်တည်းကစားနေဆိုတော့နံပါတ်10ရိုးကပြဿနာအလောက်မရှိနိုင်ဘူးနောက်တစ်ခုကကျွန်တော်တို့နေဇစ်ဂီပေါ့ဇစ်ဂီကလည်းပဲတိုက်စစ်မှုနေရာဆိုတာတဲ့နံပါတ်10ရိုးမှာပို့ပြီးတော့အဆင်ပြေတယ်လို့ဖြစ်နေတယ် ာလို့လဲဆိုတော့အခါကျတော့ Zixi ရ link up playing တအားကောင်းပြီးတော့ dribbling ကောင်းနေပေါ့နော်ဆိုတော့တိုက်စစ်မှာသူ့ကိုကျွန်တော်တို့ကဟို center forward စစ်စစ်ကြည့်ပြီးထားသုံးတာကလွဲဆိုတာတဲ့ Zixi ရ number 10တို့မှာပိုအဆင်ပြေတယ်လို့ဖြစ်လို့ပဲအဲကြောင့်ကျွန်တော်ခြုံကြည့်ရမယ်ဆိုရင်နော် number 10တို့ကတော့ Ambumo လောက်ထိတော့ကောင်းကျင်မှာကောင်းနေမယ်သို့တော်လည်းပဲဟိုတိုင်ဘက်သွားလောက်တဲ့အချင်းကြီးမျိုးကြီးတော့တွေ့ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူး Ambumo နိပြ Ruben Ambumo ပြောလို့ပဲအရန်ကုန်မှာအဲ့ဒီကစားမားတွေနေရာအတွက်ပေါ့နော်တကယ် နေရာရတဲ့ကစားမားတွေနေရာရတဲ့အရေးချင်းတွေပြထားတဲ့သူတွေရှိတယ်ပေါ့ကျွန်တော်စိတ်အပူဆုံးက win bucks ပဲဘာလို့ win bucks ကိုစိတ်အပူဆုံးလဲလို့ပြောလို့ပြောလို့ရှိရင်အခုလက်ရှိကျွန်တော် ambulin ပြောသလိုပဲဒီကစားမားတွေရဲ့နေရာမှာအစားထိုးစရာကစားမားတွေရှိတယ်သို့တော်လည်းပဲ win bucks ကအမက်ကလက်ရှိမှာအချင်းကြီးအကောင်းဆုံးဖြစ်နေတယ်အကောင်းဆုံးဖြစ်နေတယ်အလကားမဟုတ်ဘူးဘာလို့လဲဆိုတော့နီးပြက win bucks ကိုဗျ win gas တယောက်ဖြစ်သူကတုံးကျင်တာပြောရမယ်ဆိုရင်တိုက်စစ်ကိုဆင်တဲ့အခါမှာဝင်ကတယောက်ဖြစ်ပြီးပူကောင်းလေပဲဒါကြောင့်အာမတ်ကတအားကောင်းလာပြီးတော့ ဒါလိုတို့ဒူဂူတို့မာစတာဝီတို့ကစားတယ်ဆိုလို့ရှိရင်ဟိုပုံမှန်တော့ပဲဖြစ်ပြီးတော့တိုက်စစ်ကိုလည်းတိတိကျကျမသွားနိုင်ဘူးပေါ့နော်ခန်စစ်ကိုတော့ဒီကောင်ကြီးကူအောင်ကူနိုင်လိမ့်မယ်ဗျာတော်တော်လည်းကျွန်တော်တို့ရဲ့ဝင်းဘက်စ်နှစ်နေရာစလုံးမှာခန်စစ်အားသာတဲ့ကစားမတွေဖြစ်နေတယ်ဆိုလို့ရှိရင်တိုက်စစ်ကိုလိုက်ဖို့ကတော်တော်ကိုတိုင်ပတ်သွားမယ်ပက်ထရစ်ဒူဂူဆိုလို့ရှိရင်လည်းပဲအတက်အဆင်းကောင်းတဲ့ကစားမတယောက်ဆိုပြီးမဲ့လို့ပေါ့နော်အာမက်တို့ဘာလို့လိုမျိုးတိုက်စစ်ကိုချပါတော့တယောက်ချင်းတယောက်တွေ့တဲ့အခါကြော်ဖြတ်မှုတွေလုပ်ပြီးတော့ဂိုးပေါက်ချင်းချောင်းနေတဲ့ကစားမမျိုးမဟုတ်ဘူးအခွင့်အရေးဖန်တီးမှုလုပ်နေတဲ့ကစားမမျိုးမဟုတ်ဘူး ဒီကိုဒါလို့ဆိုလို့ရှိရင်လည်းပဲဒီတိုင်းပဲဆိုတော့ master V ဆိုလို့ရှိရင်လည်းပဲဒီတိုင်းပဲဒါကြောင့်အမတ်ကပေါ့နော် MODIN 3ညီမာတွေဆိုတဲ့ winger style မျိုးဖြစ်နေတဲ့အတွက်အရန်ကောင်းနေတာဆိုတော့သူမပါတဲ့အခါမှာစိတ်ပူစရာအကောင်းဆုံးပဲ wing back မှာ Genex Zama တွေအစားတူးကစားလို့ရတယ်ဝင်ပြီးတော့ထားပါတော့ခုနကပြောတဲ့ Mazdawi ကျွန်တော်တို့ကစားမလားဒါမှမဟုတ် Mazdawi ကလည်းအာဖရိကမှာတူတူတူ Morocco တက်သွားကစားမယ်ဆိုတဲ့အခါကျတော့ဗျာဒါတော့ကျွန်တော်ရှိမယ်ဗျာကဲဒီကူဒါတော့ကျွန်တော်ရှိမယ်ဆိုတော့ဒါတော့ကိုကျွန်တော်တွေးကြည့်မယ်ဆိုလို့ရှိရင်ညာချမ်းမှာသူ့ရဲ့ပုံစံကတိတဲ့အတိုင်းပဲ တိုက်စီကိုဖျက်တင်ပေါ်ပေးတာလည်းမတိကြဟမ် link up link ကစားတာလည်းအချိန်ကြီးမကောင်းအဲအတက်စင်းတော့ကောင်းတယ် energy ကောင်းတယ်အဲ determination ကောင်းတယ်ပြီးလို့ရှိရင်ကျွန်တော်တို့လှုပ်အားလုံးကျွန်တော်ကောင်းတယ်ပေါ့ဒါပေမဲ့လို့အရင်ချင်းကဘယ်လိုပြောမလဲတာမန်ထက်မပူတဲ့အချိန်ကြီးမျိုးမှာဆိုလို့ရှိရင်ထိရောက်မှုကနည်းလာမှာပဲအဲ့တော့ဟိုညာချမ်းကြီးတစ်ခုလုံးမှာအပြောင်းလဲလှုပ်လိုက်တယ်ဆိုရင်ကျွန်တော်ကပူတော်စိတ်ပူစရာကောင်းသေးတယ်ဒါပေမဲ့လို့အန်မိုရင်ကတော့ဝမ်းသာစရာပြောသွားတယ် အတင်းမှာအရန်ကိုမှာကစားမကောင်းတွေရှိနေပြီးတော့အန်ဘူမိုတို့အာမက်တို့ရဲ့နေရာကိုလူယူနေတဲ့ကစားမအကြီးချင်းတွေထိပြထားတဲ့သူတွေရှိတယ်။သူတို့နေရာကိုလက်လွတ်ရရင်တော့ယူနိုက်တက်ကတိုက်ပြီးရောစိတ်ပူစရာတော့ကောင်းတယ်။သို့တော်လည်းပဲလုံးဝပေါ့နော်တိုင်ပက်သွားမှမျိုးမဟုတ်ဘူးဆိုတဲ့ပုံစံကိုသူပြောထားတာ။တရင်ကောင်းလို့ကျွန်တော်ထင်တယ်။ညီကတို့ရော အာမက်နဲ့အန်ဘူမိုကိုလက်လွတ်ရပြီဆိုရင်ဘယ်ကစားမတွေကိုအဲ့ဒီနေရာတွေမှာအစားထိုးကစားတင်နေလို့ထင်ကြလဲ။ဆွေးနွေးကြပါအောင်အားလုံးကိုကြည်ညိုကြပါမယ်။